ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နန်တာရေနင့်သမီးကနနွေးလေးလိမ့်ပြီးအရက်ကိုလှနေရောပဲဟုတ်တယ်ထထားရေနင်ပြောတာမှန်တယ်ငါသမီးလေးရဲ့ပျော်ရွှင်မှုတွေကိုဘသူရဲ့မကောင်းတဲ့မျက်စိမှမကြပါစေနဲ့လို့ပဲဆုတောင်းတယ် ျပတ်မှာဥကျော်စွာကဖုန်းနဲ့ဆွေမျိုးတယောက်နဲ့စကားပြောနေရင်ဟုတ်ဟုတ်အကိုကြီးအကိုစိတ်မပူပါနဲ့အရင်ကောင်းတဲ့အိမ်မှာအိမ်တော်ချပေးမှာပါသူတို့တွေကနေတိုင်းတန်းနဲ့ချီပြီးပတ်စံရှာကြတယ်ဒါဆိုရင်ကောင်းတော့ဗောငါရောက်ကမအိမ်ကလူတွေကတကယ်ပဲတန်းနဲ့ချီပြီးပတ်စံရကြတာလားဒါဆိုငါအရင်ချမ်းသာတဲ့အိမ်မှာမင်္ဂလာဆောင်နေရဗောဒီလိုနဲ့ပဲနေရတွေအကုန်ဆုံးသွားပါတော့တယ်အခုထုံတန်းစင်လာရီနဲ့အညီရီကြရဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ကြပါတယ် ရီတာကကားထဲမှာထိုင်ပြီးသူ့ရောက်ခမရင်ကိုလာနေပါတယ်။လမ်းမှာသူကတည့်ရသည်မလက်ကသည်နိုင်ချီစပြစ်နဲ့မကြီးသည်စရည်အသီးနှံမျိုးမျိုးရှိတဲ့ခြံတစ်ခုကိုတွေ့လိုက်ရပါတယ်။အိုဖျားရေငါတို့ကရက်ခမရင်ကိုတွားနေရလား။ဒါမှမဟုတ်တတိချံကိုတွားနေရလား။ရီတာရေမင်းရောက်ခမရင်ကတတိချံရဲ့ကြားမှာပဲရှိတာ။ပြီးတော့ခဏနေငါတို့ကအိမ်ရောက်တော့မယ်။ဇုံဝင်းရဲ့ကားကအင်းရှိမှရက်တန်ခဲ့ပါတယ်။ အင်းရဲ့ပပတ်လေးမှာမလကပင်လိုက်ချီပင်စပြည့်ပင်တွေကိုစိုက်ပြူထားပါတယ်။တတိအကိုင်းတချို့ကဇဝင်းရဲ့အိမ်ပေါ်မှာပါပြင်ကျင်းနေပါတယ်။ဟတ်တော်ငါရခမအိမ်ကိုရောက်လာလား။တတိချောင်များရောက်လာလား။အိမ်ကလူတွေအားလုံးကဒီတတိချန်ကြားထဲမှာပဲနေထိုင်နေကြတယ်။သူတို့တွေကဒီမှာဘလို့နေကြရလဲ။ရောင်မဘာရီစဉ်းစားနေရလဲ။အိမ်ထဲဝင်လာပါ။အမေကရောင်မကြိုးဆို့ဖို့အတွက်ရက်ဆောင်နေတာ။အော်အင်းအင်းလာပြီ။လာပါလာပါချွေးမကြီး။ ိမ်ထဲဝင်ခဲ့အိမ်ကလည်းတော်တော်လေးကိုရိုးရှင်းနေအဖေပြောတာတော့သူတို့အရန်ကြွယ်ဝချမ်းသာတယ်ဆိုကဲဘာလဲဘာမှပူလဲဆိုတာကိုကြည့်လိုက်ရသေးရပေါ့နောက်နေ့မနက်မှာရီတာကပထမဆုံးမိဖို့ကြောင့်ဒလိကိုလှုပ်ဖို့အတွက်မိဖို့ကြောင့်နေကိုဝင်လာခဲ့ပါတယ်အိမ်မှာချင်းကြီးကြီးတွေထဲမှာအသီးနှံမျိုးစုံရှိပါတယ်ပျက်သည်လိုက်ချီမလကာသည်မကြီးသည်ဖျဲသည်တွေကိုလည်းထည့်ထားပါတယ်အိုဖျားကြီးအဲ့လောက်အသီးနှံနေအများကြီးကဲပါငါမြန်မြန်လေးချက်ပြုတ်လိုက်မယ် အခုခဏကြာမှာတော့ရီတာကထမင်းစားစပွဲပေါ်မှာထမင်းပင်းဟင်းရိုတီနူကင်းဟင်းနဲ့နူထမင်းစတာတွေကိုခြာပစ်လိုက်ပါတယ်။အိုးချွေးမလေးရိုတီပူပူနွဲ့နွဲ့လေးတွေပါလား။တခုလှုပ်လိုက်။မိဖို့ကြောင့်ထဲမှာအသီးနှံတွေရှိတယ်။အဲဒီကနေလက်လက်ဆက်ဆက်တည်အသီးတွေကိုလှီးပေးပါ။ငါဒီရိုတီပူပူနွဲ့နွဲ့လေးနဲ့စားမယ်။အော်ပြီးတော့ချွေးမရေငါတို့မကြည့်ဟင်းအနှစ်လေးလှုပ်ပေးနော်။ခြံထဲကနေလက်ဆက်တဲ့မကြည့်သီးလေးတွေကိုငါခူထားပေးတယ်။သူတို့တွေဟာအယောင်တောဆန်တာပဲ။ တလောက်စည်းကြီးတဲ့စားတောက်တွေကိုငါချက်ပြုတ်ပေးပြီးသူတို့ရှေ့မှာထပ်ထားတယ်။အဲ့ဒါလေသူတို့ရဲ့တောင်းဆိုပုံကြည့်အောင်။ရွာသူရွာသားတွေလို ရိုတီကိုတည့်ရက်သေးနဲ့စားချက်နဲ့တဲ့။ဟုတ်ကဲ့ကျမခုယူလာခဲ့ပါမယ်။ဗီတာကမိဖို့ကြောင့်လေးကိုဝင်လာခဲ့ပါတယ်။ပြီးတော့ပကံတစ်ခုလေးမှတည့်ရက်သေးကိုနှိလိုက်ပါတယ်။နောက်တစ်ဖက်မှာကျိတ်ဆက်ထဲမှာမကြီးသေးကိုကျိတ်ပြီးဟင်းနဲ့လှုပ်ပြီးတော့ထမင်းစားစပွဲကိုရောက်လာပါတယ်။ငါတို့စားလို့ပြီးသွားပြီရီတာ။ဒါမဲ့ငါဖြိုကြီးတောက်ချင်နေတယ်။ တခုလောက်ပါလားခြံထဲကနေဖေးရလိုက်ချီးတွေခူးလာတယ်မင်းအဲ့အရာတွေနဲ့ဖြိုရေးအေးအေးလေးကိုလုပ်ပေးပါလားဟဲ့တော့သူတို့ရဲ့အသီးနဲ့တောင်းဆိုမှုကပြီးကိုမပြီးနိုင်တော့ဘူးတခါအသေးရသေးနောက်တခါမကြည့်သေးအနှစ်နဲ့အခုတော့လိုက်ချီးဖြိုရေတောက်ချင်နေတဲ့ကောင်းပြီဖြိုလာခဲ့ပါမယ်အခုရီတာကတမိသားစုလုံးအတွက်လိုက်ချီးဖြိုရေကိုဖြိုပေးပြီးယူလာခဲ့ပါတယ်ဖြိုရေကိုတောက်ပြီးနောက်ဦးတန်ခိုင်းနဲ့ဇုံဝင်းတို့ကအသီးနဲ့တင်ပို့တဲ့လုပ်ကိုလုပ်ဖို့အတွက်ထွက်သွားလိုက်ကြပါတယ် နောက်တစ်ဖက်မှာဒုက္ကလေးရကလာချွေးမကြီးငါတို့နဲ့တူတူ အသီးနဲ့ channel ကို like ခဲ့နင်လည်းပျော်သွားလိမ့်မယ်ဟုတ်တယ်ရောင်မကြီး like ခဲ့အရင်ပျော်ဖို့ကောင်းတယ်အခု Rita ကသူ့ရောက်ခမနဲ့ရောင်မနဲ့အတူအသီးနှံ channel ကိုရောက်လာပါတယ်အိမ်မှာအသီးနှံမျိုးစုံဖြစ်ကြတဲ့တိရတိစပြစ်တိမလကာတိလိုက်ချီမကြီးတိဖရဲတိနဲ့ကျန်းတို့ကိုလည်းစိုက်ပျိုးထားပါတယ်အမေတလောက်ကြီးတဲ့အသီးနှံချဲကဘသူ့ချန်လိုက်ရင်ပြီးတော့တာကိုဘသူကကယူဆိုင်တာလဲ ချွေးမရင်ဒီအသီးနှံချန်တဲ့အသီးနှံပင်တချို့ကငါတို့ရဲ့အပင်တွေတချို့ကတော့အိနီနာချင်းတွေရဲ့အပင်တွေလေအားလုံးကအတူတူပေါင်းပြီးတော့ကိယူဆက်ကြတာပေါ့အမေရေကျွန်မအရန်ပူတာပဲပြီးတော့ဘိုက်လည်းစာနေတယ်ရောင်းမရေအဲ့ဒါဆိုရောင်းမကအရေးအောက်မှာထိုင်နေလိုက်ပြီးတော့ကြော့လိုက်ချီဒီလိုက်ချီသေးကိုစားလိုက်ဒါဆိုင်ရောင်းမဘိုက်စာတာတတ်တာသွားလိမ့်မယ်အဖေကငါရောက်ခမအင်းကအရင်ချမ်းသာတယ်လို့ပြောတယ်။တန်ပေါင်းများစွာရှာနိုင်တယ်တဲ့ ဒီမှာတော့ငါရောက်ခမတွေကသူတို့ရဲ့ channel အသီးနှံတွေနဲ့ပဲအလုံများနေကြတယ်။စားဖို့တော်မှဒီလိုက်ချီးသီးတွေပဲပေးတယ်။ဒါနဲ့ဘလို့လောက်ပြီးပိုက်ပြေမှာလဲ။တတိချန်တွေမှာထိုင်နေတဲ့ reader ကလိုက်ချီးသီးကိုစားနေပါတယ်။ဒီချိန်မှာသူရောက်ခမဒုက္ကလေးယာကသူ့ကောင်းပေါ်မှာအသီးတွေအပြည့်ထည့်ထားတဲ့ချင်းနှောင်းကိုရွက်ပြီးရောက်လာပါတယ်။ပြီးတော့ပြောခဲ့ပါတယ်။ချွေးမကြီးအခုနေက channel ကိုရောက်လာပြီဆိုတော့ဒီလိုလောက်ဒီအသီးနှံချင်းကိုတည်ဖို့အတွက်ငါတို့နည်းနည်းတော့ကူညီပေး။ အမေအမေကစိတ်ရောမှန်သေးရဲ့လားယကျမဒီအသီးနှံချင်းကြီးကိုကိုကောင်းပေါ်မှာဘာလို့ရွက်ရမှာလဲပြီးတော့အဲ့လောက်ပဲအသီးနှံချန်စိုက်ပြိုးရတာဝါသနာပါတယ်ဆိုရင်အသီးနှံကောက်ဖို့အတွက်အမေတို့အလုပ်သမားတွေကိုငှားလိုက်လေချွေးမရေဒီနေ့ပဲတဲလိုက်ပါဒီနေ့အသီးတွေကအများကြတယ်လေအဲ့ဒါကြောင့်အဲ့လောက်အများကြီးကိုငါနဲ့ကျေစင်တောက်ထက်မတဲနိုင်ဘူးလေအခုဒေါသတကြီးနဲ့ရီတာကသူ့ကောင်းပေါ်မှာအသီးနှံချင်းကြီးကိုတင်ပြီးအင်ကိုတဲလာခဲ့ပါတယ်ဘာဖြစ်တာလဲချွေးမရေး မင်းအရင်စိတ်ဆိုးနေပုံပဲစိတ်မဆိုးလို့ဘာလုပ်ရမလဲအဖေဒီနေ့ကောင်းပေါ်မှာအသီးနဲ့ချင်းအောင်ကြီးကိုတဲခိုင်းနေမနှက်ပြန်ကြအဖေတို့ကတမီးကိုတခြားယာတစ်ခုခုလောက်ခိုင်းပါလေတမီးကချမ်းသာတဲ့အိမ်ကကောင်းမလေးလေတကယ်လို့ဒီပညာမဲ့တဲ့အိမ်မှာဒီလိုမျိုးနေရမယ်ဆိုတာကိုအရင်ကတည်းကသိရင်လေတမီးဗတောင်းမှအိမ်အောင်ပြုတ်ခဲ့မှာမဟုတ်ဘူးဟုတ်ပြီချွေးမရေမှားတော့ပါလေစိတ်မဆိုးပါနဲ့ပြီးတော့ကလေးရမင်းကချွေးမကိုဘာလို့အသီးနဲ့ချင်းအောင်ကြီးကိုတဲခိုင်းရတာတော့ ဲတော့ဘာဖြစ်လို့လဲရှင်။သူ့ရဲ့ရခမအင်ကတတိချန်ထဲမှာရှိရလေ။အဲတော့အသီးနှံတွေနဲ့သက်ဆိုင်တဲ့အလုပ်လေးနည်းနည်းပပလုပ်ရင်ဘာမှဖြစ်သွားမှာမဟုတ်တာ။ရခမရဲ့စကားတွေကိုကြားပြီးတဲ့နောက်ဗီတာကခြေထောက်ကိုဆောင်းပြီးသူ့ခန်းထဲကိုသွားလိုက်ပါတော့တယ်။နောက်နေ့မနက်မှာဂျိုကလေးယားကသူ့ချွေးမကိုပြန်ပြောပါတယ်။ချွေးမရေအသီးနှံချန်ထဲကိုလိုက်ခဲ့။နင်ရောက်မှနေကောင်းတာမဟုတ်ဘူး။သူငါ့အမိုင်းကူညီနိုင်မှာမဟုတ်ဘူး။ မနေ့ကကိုချွေးမောင် ကောင်းပေါ်မှာအသီးနှံချင်းအောင်ရွက်ခိုင်းပြီးတော့ဒီဖွားကျက်စိတ်မချမ်းသာသေးဘူးနဲ့ကြူတယ်။အဲ့ဒါကြောင့်ဒီနေ့ငေါ့ပြန်ပြီးချန်နဲ့ခေါ်သွားဖို့ပြောနေပြမယ်။ကောင်းပါပြီအမေ၊သွားမယ်။ရီတာကသူ့ရောက်ခမနဲ့ရောင်းမနဲ့အတူအသီးနှံချင်းလေးကိုပြန်သွားလိုက်ပါရယ်။အိမ်မှာဒေါကလျာကကြွေကြနေတဲ့အသီးနှံတွေကိုချင်းထဲမှာထည့်လိုက်ပါရယ်။တပင်းတွေထဲမှာပိုးသက်ဆေးတွေကိုလည်းဖြန်းလိုက်ပါရယ်။ဟုတ်ပြီ၊ချွေးမရဲ့နားထောင်။ငါအသီးနှံတွေရဲ့အပင်တွေမှာတီပိုးသက်ဆေးတွေကိုဖြန်းထားတယ်။ အခုနင်တီမှာထထားတဲ့နွားချီတွေကိုနှစ်လက်နဲ့နေပေးအဲ့ဒါမှဒီမြေဩစာတွေကိုငါအသီးနှံပြင်မှာတုပ်လို့ရအောင်လေအဲ့ဒီချိန်မှာရီတာကသူ့နှာခေါင်းကိုပိတ်ပြီးတော့ပြောခဲ့ပါတယ်ချီဒီတရနဲ့အနံဆိုးဆိုးတွေထွက်နေတယ်အမေတို့တွေခေါင်းရောကောင်းကြသေးလားကျမတို့ဓာမျိုးတွေလောက်ခိုင်းနေအောင်ဒီလောက်ညစ်ပတ်ပြီးအနံဆိုးတဲ့ချီးတွေကိုကျမလက်နဲ့မထိနိုင်ပါဘူးတကယ်လို့ကျမရဲ့ရက်ခမအိမ်ကလူတွေကတလောက်တောင်ပညာမတတ်ဘူးဆိုတော့ဒါကျမသိခဲ့နေကျမဒီအိမ်ရဲ့ချွေးမှာဘတော်မှဖြစ်လာမှာမဟုတ်ဘူး အဲ့ဒါဆိုရောင်းမရေးအပင်တွေပြုစုတာကိူးဆိုင်ပေးတာနဲ့စိုက်ပျိုးရေးလုပ်တာမှားတယ်လို့ဆိုလိုတာလားပြီးတော့ဒီလူတွေကရောင်းမရဲ့အမြင်မှာပညာမဲ့တွေပေါ့လေထားလိုက်ပါတော့တမီးရဲ့ချွေးမလေးကိုဘာမှ ပြောမနေနဲ့တော့ငါသူ့ပြောတာငါအမှားပါငါကိုယ်တိုင်ပဲလှုပ်လိုက်ပါမယ်နင်နေလိုက်ထားလိုက်တော့နော်ဒုတ်ကလေးရကိုရင်ကနွားချီတွေကိုတီးနယ်အပင်တွေမှာလိုက်ပြီးတုတ်လိုက်ပါတယ်။အချိန်တန်ကြာမှာ၃ရောင်လုံးကအင်ကိုပြန်လာကြပါတယ်။ ညစာစားပြီးနောက်အားလုံးကကိုယ်ခန်းမှာကိုယ်နားယူဖို့သွားလိုက်ပါတယ်။ရီတာကသူ့ယောက်ျားအပေါ်မှာဒေါသထွက်ပြီးပြောခဲ့ပါတယ်။ဂျာရီကပါလဲဆိုဝင်နိမိသားဆိုတာအသီးနဲ့ချမ်းနေမှာအားကြောင်းအခုတော့သူတို့တွေကငှောက်လဲတသီးချန်နဲ့ခေါ်သွားပြီးတော့မဟုတ်ကဟုတ်ကအလုပ်မျိုးစုံလှုပ်ခိုင်းနေတာ။အိုးအဲ့တော့ဘာဖြစ်လဲရီတာရဲ့။ငါတို့ရဲ့အလုပ်ကအသီးနဲ့နေတင်ဖို့ရတဲ့အလုပ်ပဲလေ။ပြီးတော့မင်းအမေကိုနည်းနည်းလေးကူညီပေးတော့ဘာဖြစ်သွားတာမို့လို့လဲ။ ီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားပါတော့တယ်။အခုတော့ရီတာကသူ့ရဲ့တတိယချမ်းရှိတဲ့ရောက်ခမအိမ်မှာနေပြီးစိတ်ညစ်နေပါတယ်။နောက်တစ်ဖက်မှာတော့ရီတာအဖေရဲ့စီးပွားရေးအခြေအနေကတော်တော်ဆိုးနေပါတယ်။ကုမ္ပဏီမှာတင်းကြုံဆုံးရှုံးမှုတွေလည်းဖြစ်သွားခဲ့ပါတယ်။ရုပ်ကြီးပေးဖို့အတွက်ဦးကျော်စောစီမှာပတ်စံတပြားမှမရှိတော့ပါဘူး။ဒီလိုနဲ့သူကတနေ့မှတော့ဥတ္တခိုင်ကိုဖုံးဆက်လိုက်ပါတယ်။မင်္ဂလာပါကိုတ္တခိုင်ကြီးခမရဘမလေးခမရနေတွေ့ခြင်းလို့ပါ ။အော်ကိုကျော်သွားရေတွေ့ရင်ဖုံးကော်စရာဘာလို့လို့လဲအချိန်မီကြီးကျွန်တော်ရဲ့တည်တည်ကြံတဲ့ကိုလာခဲ့လိုက်ပေါ့။နောက်နေ့မှာရီတာကသူ့ယောက်ကတိယောက်ခမရောင်းမနဲ့ယောက်ျားတို့နဲ့အတူတည်တည်ချင်းထဲမှာထိုင်နေပါတယ်။ဒီချိန်မှာသူ့ဖေဦးကျော်စွာကအဲ့ဒီကိုရောက်လာခဲ့ပါတယ်။အဖေအဖေကဒီမှာ။အော်ကိုကျော်သွားရေခမရရောက်လာပြီလား။လာပါလာပါဒါထိုင်ပါ။ဘာဖြစ်တာလဲ။အရန်တိတ်ဆိတ်နေပါလား။ပြီးတော့နှစ်ဖူးပေါ်မှာလည်းတွန့်တူတာရှိနေတယ်။ တခုခုဖြစ်ရင်ပြောပါဒီမှာကြည့်ပါကိုသက်ခိုင်အရင်တော့ delay တွေအရသမီးရဲ့အိမ်ကရေဦးတောင်တောက်ရင်ချိန်သေးခံရတယ်ဒါမဲ့မပြောချင်ရင်တော့ပြောရမယ်ကျွန်တော်သိန်း40 50လောက်ကိုလိုအပ်နေတာဘာလို့လဲဆိုတော့ကျွန်တော်ကုမ္ပဏီကအရှုံးပေါ်နေတယ်ကို့အဖေရဲ့စကားကိုကြားပြီးတော့ဘီတာကဒေါသဖြစ်သွားပါတယ်အော်အဖေရဲ့တကယ်လို့အဖေအခုညီလိုတယ်ဆိုရင်လဲမြို့ကလူတယောက်ရောက်နေစကားပြောပေါ့ ကျမရဲ့ဒီဆင်းရဲပြီးမွဲတည်နေတဲ့ရက္ခမလူတွေစီကနေဘာလို့အကူအညီလာတောင်းနေရလဲသူတို့တွေကအကူအညီပေးမှဆိုရင်လေအဖေ့ကိုအသီးနဲ့နေပဲပေးနိုင်ကြမှာတရက်သည်ငတ်ပြောသည်စပစ်သေးတော့ပြင်ဘာမှပူပေးနိုင်မှာမဟုတ်ဘူးတမီးရေမစက်ပိတ်လိုက်စမ်းပါလူကြီးနေအောင်စကားပြောနေချိန်မှာကြားထဲမှာဘာလို့ဝင်ပြောနေရလဲအိုးထားလိုက်ပါချွေးပါဦးဘာမှမပြောနဲ့ तू ကခလေးပဲလေဦးတန်ခိုင်ကဒီမှာထိုင်နေရင်းနဲ့ပဲဝေသူ၄-၅ယောက်လောက်ကိုဖုန်းဆက်လိုက်ပါတယ် ပြီးတော့ခဏလေးအတွင်းမှာပဲဝေသူရီကတတိချန်နဲ့မှဆူလာကြပါတယ်။ကိုတော့ခိုင်ရင်ခမဖုန်းဆက်ပြီးခေါ်ရလား။ဟုတ်တယ်ရန်နံရေတကယ်တော့ငါငါအသီးနဲ့အမေတချို့ကိုရောင်းမလို့ပြီးတော့မင်းသိတယ်မလားငါအသီးနဲ့အမေတွေကိုလူတိုင်းကလူချင်းညရယ်။ဟုတ်တယ်ကိုရေကျွန်တော်ကောင်းကောင်းသိတယ်။အခုပြောပါအခုဘယ်လောက်လူချင်းလဲ။အများကြီးတော့မဟုတ်ပါဘူး။သိန်း60 60နီးပါးလေးပေါ့။ဦးရန်နိုင်ကဥတ္တခိုင်ရဲ့လက်ထဲမှာပစံတို့ကိုပြီးလိုက်ပါတယ်။ ဦးတက်ခိုင်ကပစံတို့ကိုဦးကျော်စွာရဲ့လက်ထဲမှာထည့်ပေးလိုက်ပါတယ်။ကျေးဇူးပါကိုသက်ခိုင်ရေအခုကြောင့်အကူအညီကြီးကြီးရသွားတယ်။အိုဖီးယားရေအလောက်ပစံနေအများကြီးကိုတစ်စက္ကန့်အတွင်းမှာရလာတယ်။ဒီအသီးနှံတွေနဲ့အဖေတို့ရဲ့လုပ်ငန်းကိုလုပ်တာတွေးတော့လေ။ကျမအဖေတို့အရင်ဆင်းရဲပြီးပညာမတတ်ဘူးလို့မှတ်ခဲ့တာ။အဲ့တော့ချွေးမရေအခုနေနားလဲသွားပြီလား။ငါတို့ရဲ့အသီးနှံချမ်းဘလောက်တောင်တန်ဖိုးရှိလဲဆိုတာလေ။ပြီးတော့ငါတို့ကငါတို့ရဲ့အချိန်တွေအကုန်လုံးကို ဒီတီတီချံဘာလို့ပေးတာလဲဆိုတော့သိပြီလားဟုတ်ကဲ့မေကျမဒီနေ့ဒီတီတီချံတန်ဖို့ကောင်းကောင်းသိသွားပြီ ကျမောက်ခွင့်လပ်ပါကျမအဲ့လောက်မကောင်းပြောခဲ့တဲ့တီတီချံကြောင့်မယ်ဒီနေ့ကျမဖေကအခုညအကြီးကြီးကိုရလိုက်တယ်အဲ့ဒီကစားပြီးအခုရီတာကလည်းသူ့ရောက်ခမနဲ့အတူတီတီချံကိုဂယုဆိုင်တဲ့အလုပ်ကိုစတင်ခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။